မင်္ဂလာအောင်ရို့ရေအဲကျမတို့နိုင်ငံမှာလွတ်လပ်ရပြီးတဲ့အချိန်ကနေစပြီးတော့ဒီနေ့ဒီချိန်ထိဆိုရင်အဲပါလီမန်ဆိုရှယ်လစ်ကွန်မြူနစ်ဒီမိုကရေစီစသည်ဖြင့်စနစ်မျိုးစုံကိုပြောင်းလဲပြီးတော့ကျေတွန်းခဲ့ကြတယ်အဲဒီနေရာမှာတချို့ကတော့ အာကွန်မြူနစ်စနစ်ကအကောင်းဆုံးပဲလို့ယူကြရတယ်။အာဘာကြောင့်လဲဒီကွန်မြူနစ်စနစ်မှာလူမျိုးရေးခွဲခြားမှုတွေမရှိဘူး၊လူတန်းစားခွဲခြားမှုပြဿနာတွေမရှိဘူး။ဒါကြောင့်လို့ဒီကွန်မြူနစ်ကတော့အကောင်းဆုံးပဲကွန်မြူနစ်စတက်ကအကောင်းဆုံးပဲလို့ယူကြရတယ်။အဲတချို့ကြတော့လည်းပဲဆိုရှယ်လစ်စနစ်ကအကောင်းဆုံးပဲဘာကောင်ဘာကြောင့်လဲဒီဆိုရှယ်လစ်စနစ်မှာကြတော့အဲတိုင်းရင်းသားတွေကြမှာတန်းလူခွင့်ရတွေရှိတယ်တိုင်းရင်းသားတွေတာမီမြခွင့်ရတယ်ဒါကြောင့်မို့တိုင်းရင်းသားအချင်းချင်းစီးလို့ညီညွတ်ကြတယ်ဒီဆိုရှယ်လစ်စနစ်ကသာအကောင်းဆုံးပဲဆိုပြီးတော့ ယုံကြည်ကြတဲ့လူတွေလည်းရှိတယ်။တခြားတော့လည်းဒီမိုကရေစီတာအမိဒီမိုကရေစီတာအဖဒီမိုကရေစီရရင်မြန်မာပြည်ကပဲနေချင်းရချင်းချမ်းသာတော့တော့မလို့ယုံကြည်မှုလွန်ခဲ့ပြီဒီမိုကရေစီကအကောင်းဆုံးဆိုပြီးတော့ယုံကြည်မှုလွန်ခဲ့ကြရဲ့သူတွေလည်းရှိတယ်။ဆိုတော့ကလူဝတိကာလမူဝတိကာလဆိုရင်မိကုန်းကလည်းတောက်လျှောက်မိကုန်းတွေထုတ်ခဲ့ကြရဲပေါ့နော်။မိကုန်းတွေထုတ်ခဲ့ကြရဲလူဝအဓိကဖြစ်မလားမူဝအဓိကဖြစ်မလားစမ်းပါလေစနစ်ကပါလေစသည်ဖြစ်ပေါ့လေ။အမှန်တကယ်တော့ကျမတို့နိုင်ငံမှာက ဒီအစိုးရတိုက်ခိုက်အစိုးရတည်းရဲ့အုပ်ချုပ်မှုတည်းရဲ့စနစ်တစ်ခုဆိုတာကပြည်သူတွေရဲ့နိုင်ငံရေးအသိအမြင်ပေါ်မှာအများကြီးမူတည်ပါတယ်။ပြည်သူတွေရဲ့နိုင်ငံရေးကိုဘယ်လိုသဘောထားလဲပြည်သူတွေနိုင်ငံရေးချိန်ဘယ်လိုရှိလဲဒီပြည်သူတွေရဲ့ပြေကွန်မျိုးမြင်နိုင်စက်ဘယ်လောက်ရှိတယ်လဲပြည်သူတွေရဲ့ဉာဏ်ဉာဏ်တွေဘလောက်ရှိတယ်လဲဆိုမှမူတည်ပြီးတော့မိမိတို့နဲ့ထိုက်တန်တဲ့အစိုးရတည်းရဲ့မိမိတို့နဲ့ထိုက်တန်တဲ့စနစ်တစ်ခုကိုရတယ် popular sovereignty လို့ခေါ်တဲ့ဒီနည်းအားဖြင့်ပေါ့နော်အဲလူတို့ကရွေးချယ်တဲ့စနစ်လက်ရှိအများစုပြောနေတယ်လူတို့ကရွေးချယ်တာမှန်တယ်သို့တော့လူအုပ်နဲ့ရွေးချယ်ခြင်းမဟုတ်ဘူးဒါကိုအဓိကသဘောပေါက်ဖို့လိုပါတယ်အဲဆိုတော့ကကျမတို့ကပြည်သူတွေရဲ့ငြိမ်ငြိမ်သွေးရှိတဲ့လောက်တာမိမိတို့နဲ့ထိုက်တန်တဲ့စနစ်နဲ့မိမိတို့ထိုက်တန်တဲ့အစိုးရတည်းကိုရမှာဖြစ်တယ်ဒီဟာကိုသဘောပေါက်ဖို့လိုတယ်အဲအဲကျမတို့နိုင်ငံမှာဆိုလို့ရှိရင်လည်းပဲဟိုနိုင်ငံရဲ့အုပ်ချုပ်ပုံမှာစနစ်တွေအများကြီးရှိရဲ့ အဲတချို့သူပြည်တော်စုစနစ်နဲ့သွားတယ်တပြည်တော်စနစ်နဲ့သွားကြတာရှိတယ်ပြည်တော်စုစနစ်ဆို Union Unity United အဲညောပေါင်းအစိုးရတွေပေါ့ညောပေါင်းစနစ် Federation Confederation စနစ်စသည်ဖြင့်ကမ္ဘာမှာအဲအစိုးရတည်းရဲ့ခွဲစည်းပုံတွေအများကြီးရှိတယ်ကျွန်တော်နိုင်ငံဆိုလို့ရှိရင်ဒါပြည်တော်စုစနစ်ပေါ့နော်အဲပြည်တော်စုတမမြန်မာနိုင်ငံတော့အဲ Union ဆော့မြန်မာ UN The Republic Union ဆော့မြန်မာအဲပြည်တော်စုတမမြန်မာနိုင်ငံတော့ပြည်တော်စုဖြစ်တဲ့အားလျော်စားပဲကျွန်တော်နိုင်ငံမှာများစွာသောလူမျိုးများ များစွာသောလူမျိုးမျိုးတွေများစွာသောယဉ်ကျေးမှုတွေများစွာသောလူမျိုးစုတွေများစွာသောကိုယ်ခွင့်ယုံကြည်မှုတွေများစွာသောဘာသာစကားတွေများစွာသောအယူအဆတွေများစွာသောပယံသာရတွေရှိတဲ့အတွက်ဒီအရာတွေနဲ့အခိုက်အညီဆုံးဖြစ်နိုင်မယ်အသိလျော်ဆုံးဖြစ်နိုင်မယ်စနစ်တစ်ခုကိုရွေးချယ်ပြီးတော့အစိုးရကိုတိစောက်ပြီးတော့ခေတ်ဆက်ဆက်ခေါင်းဆောင်တွေအုပ်ချုပ်ကြခြင်းဖြစ်တယ်။နော် ဒီညမှာလူတွေကတချို့ကစနစ်ကအဓိကကြရတယ်တချို့ကလူကအဓိကကြရတယ်တချို့ကမူကအဓိကကြရတယ်လို့ပြောတယ်ဒီမူတစ်ခုကောင်းရင်မကောင်းရင်ဆိုတာကနော်ကြစ်လက်ခံပါရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေရှိမရှိဆိုတာအများကြီးမူတည်တယ်ကျမတို့နိုင်ငံမှာဆိုရင်1940ခုအခြေခံဥပဒေရှိရယ်40အခြေခံဥပဒေနဲ့84အခြေခံဥပဒေအကွလရှင်2008အခြေခံဥပဒေဆိုပြီးအခြေခံဥပဒေများစွာအဲပြောင်းလဲပြီးကျေလွန်ခဲ့ကြတယ်ဒါပေမဲ့အခြေခံဥပဒေအားလုံးက တရားစုမပြိုခွဲရေးတိုင်းရင်သားစီးလုံးညီညွတ်မှုမပြိုခွဲရေးအချုပ်ချာအာဏာတည်တဲ့ခိုင်မြဲရေးဆိုတဲ့အချက်၃ချက်ပေါ်မှာမူတည်ပြီးတော့ကာလန်ဒေတန်လို့ခေါ်တဲ့ကာလဒေတာအလိုက်ပြောင်းလဲပြီးတော့ ရေးဆွဲခဲ့တာပဲဖြစ်တယ်။ခြေကဥပဒေတွေအားလုံးကိုပြန်ပြီးတော့လေ့လာကြည့်မယ်၊ခြုံငုံကြည့်မယ်ဆိုရင်ခေါင်းဆောင်အများကြီးရောကျွန်တော်နိုင်ငံအုပ်ချုပ်ခဲ့တဲ့ခေါင်းဆောင်တွေကနိုင်ငံခေါင်းဆောင်အဆက်ဆက်ကဒီအချက်သုံးချက်ပေါ်မှာဒါမူတည်ပြီးတော့ပြောင်းလဲပြီးတော့အဲတိလိခံပါတဲ့ခြေကဥပဒေတည်းရဲ့ဖွဲ့စည်းပုံတည်းရဲ့ဖွဲ့စည်းပုံတည်းကိုရေးဆွဲခဲ့ကြခြင်းဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့ပြည်သူတွေအားလုံးကနော်ပြည်အောင်စုမပြိုခွဲရေးတိုင်းရင်းသားစီလုံးညီညွတ်မှုမပြိုခွဲအထောက်အချာအားနာတည်တဲ့ခိုင်မြဲရေးဆိုတဲ့ဒီဒုတာဝန်အရေးသုံးပါးကိုကျွန်တော်တို့ဥဒိတာပန်ဆင်မှုလိုအပ်တယ်။ဒီလိုမှသာလင်းကျွန်တော်တို့ဒီလိုမှသာလင်းကျွန် မတို့ပြည်တော်စုပွားချင်းချင်းညီညွတ်ကြမယ်ညီညွတ်မှသာငင်းချမ်းမယ်ငင်းချမ်းမှသာကျမတို့လူချင်းနဲ့ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်တစ်ခုကိုကျမတို့ရမယ်ညီညွတ်မှသာလေကျမတို့မျိုးလင့်တောင်းတာနေတဲ့တိုင်းရင်းသားတွေနဲ့ဗမာနဲ့ဒန်းတူညီမျှတဲ့အမျိုးသားဒန်းတူခွဲ့ဆိုတော့ကျမတို့တည်ဆောက်နိုင်မှာဖြစ်တယ်အဲ့ဒီလိုမျိုးမဟုတ်ပဲဒုတာဝန်ရေးသုံးမဆိုရဲဒီအစကိဆက်ဆက်ဗိုလ်ချုပ်အောင်ဆန်းခင်မဒီယနေ့ခေတ်ထိ1940ခုအခြေခံဥပဒေမှာစလို့ဒီလက်ရှိ2008ဖွဲ့စည်းပုံအထိဒီ ဒုတာဝန်ရေးသုံးပါကိုအခြေခံထားပြီးရွေးဆွဲခဲ့တဲ့အရာတွေကိုကိုယ်တိုင်ကလိုက်နာခြင်းမရှိဘူးကျင့်သုံးခြင်းမရှိဘဲနဲ့ဖောက်ပြက်နေမယ်ဆိုရင်တော့နောက်ရှင်တို့တွေတောင်းတနေတယ်ကျမတို့တွေတောင်းတနေတယ်ရွှေပြီးတော့ဆိုတာမျော်တိုင်းဝေးနေအောင်မှဖြစ်ပါတယ်